မင်္ဂလာပါခိုင်ယဝိုင်ပေါက်ကက်အစစင်ကနေယူဆိုလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်ဖြစ်ပျက်နေတဲ့တည်င်းအချက်လက်တွေနဲ့ဒေတာခန်တွင်ရဲ့အတန်တွေကို အပတ်စဉ်နှာဆင်နိုင်မဲ့ပေါက်ကက်အစစင်ဖြစ်ပါတယ်မင်္ဂလာပါကျမညံခန့်တော့ပါ ကျမတို့ခားရဝိုင်းအဖွဲ့သားကနေပြီးတော့2023ခုနှစ်စစ်ကော်မရှင်ကနေအာဏာသိမ်းချိန်ကစပြီးတော့ CDN လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ပညာရေးဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်းနဲ့လူငယ်ကျောင်းသားစားရိုက်ကန္တတွေမှာပါဝင်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းက CDN လှုပ်ရှားသူတွေရဲ့နောက်ဆက်တွဲအခြေအနေနဲ့ပတ်သက်ပြီးတော့မှမေးမြန်းထားတာကိုနားထောင်ရမှာဖြစ်ပါတယ်။ စ်ကော်မရှင်ကနေ2021ခုနှစ်အာဏာသိမ်းချိန်ကနေစပြီးတော့ပြည်သူလူထုတွေအပေါ်မှာမတရားဖမ်းဆီးဖိနှိပ်ချုပ်ချယ်တာတွေအကြောင်းပြချက်မရှိညှဉ်းပန်းနှိပ်စက်တာတွေစတဲ့မတရားမှုအမျိုးမျိုးကိုမြန်မာနိုင်ငံအနှံ့အပြားမှာကျူးလွန်ခဲ့ပါတယ်။အဲ့လိုအကြမ်းဖက်တဲ့နိလန်းနဲ့အာဏာကိုရယူပြီးတော့ပြည်သူလူထုတွေကိုအကြောက်တရားနဲ့အုပ်ချုပ်နိုင်အောင်စူးစမ်းနေတာတွေကို ပူပေါ်ပါဝင်မှုမလုပ်ချင်ကြတဲ့အစိုးရဌာနအသီးသီးမှာတာဝန်ထမ်းဆောင်နေကြတဲ့အစိုးရဝန်ထမ်းတွေအပါအဝင်ကြောင်းတက်နေစဲကြောင်းသူကြောင်းသားအများအပြားဟာလည်းစစ်ကော်မရှင်ရဲ့အာဏာသိမ်းမှုကိုစန့်ကျင်ပြီးတော့အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDN Civil Disobedience Movement မှာပါဝင်ပြီးတော့ပြည်သူလူထုနဲ့အတူမတရားမှုကိုတွန်းလှန်နေကြပါတယ်အဲ့လို CDM မှာပါဝင်တာကြောင့်စစ်ကော်မရှင်ကနေချိန်ချောက်တာတွေဖမ်းဆီးတာတွေအချက်ကြိုက်ပြီးအလုပ်ပြောင်းဝင်ခိုင်းရုံနဲ့တွေ့မြင်နေရပါတယ်။ဒါအပြင် တော်လိုင်းရင်းနယ်မြေတွေမှာရောက်သွားတဲ့သူတွေဆိုရင်လဲကိုနိုင်တဲ့ဝန်ကွန်ထမ်းရင်းနဲ့ကျမ်းမာရေးပညာရေးနဲ့အခြားသောပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်နေကြတယ်လဲတွေ့မြင်နေရပါတယ်။ယနေ့အချိန်ထိ CDN လှုပ်ရှားမှုမှာပါဝင်နေတဲ့လူဦးရေစုစုပေါင်းဟာဆိုရင်3,2083ဦးရှိတယ်လို့ NGO ရဲ့ထုတ်ပြန်ချက်တွေမှာတွေ့ရှိရပါတယ်။ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့မှရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှိတဲ့ CDN တွေအနေနဲ့ CDN ပြုလုပ်ချင်ရည်ရွယ်ချက်ကြုံတွေ့ရတဲ့စိန်ခေါ်မှုနဲ့အခက်အခဲတွေရဲ့ နောက်ဆက်တွဲအချက်အနည်းတွေကိုနားထောင်ရမှာဖြစ်ပါတယ်။အချက်လက်ပေးဖို့သူရဲ့လုံခြုံရေးအတွက်ဒီအကြောင်းအရာတွေကိုခိုင်းရဝိုင်းအဖွဲ့သားကနေပဲပြန်လည်ပြောပြပေးကြမှာဖြစ်ပါတယ်။ပရမအဆိုးအနေနဲ့ပြောပြချင်တာကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှာနေတဲ့ကျောင်းသားတဦးဟာအာနာတိန်စစ်ကောမရှင်ကိုမကြိုက်လို့2021ခုနှစ်မှာအကြမ်းမဖက်အာနာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်လာခဲ့တဲ့အကြောင်းကိုပြောပြချင်ပါတယ်။ ကျောင်းသားတူဟာစီဒီအန်လောက်တာဟာမိသားစုပေါ်မှာအစိုးရလုပ်ငန်းအပေါ်မှာအကျိုးတရားမှုတိတ်မရှိတယ်လို့မျိုးလုံခြုံရေးအနေနဲ့လဲထင်တာမြင်တာမရှိတာကြောင့်စိုးရိမ်ပူပန်စရာတိတ်မရှိခဲ့တဲ့အကြောင်းနဲ့စီဒီအန်လောက်ခဲ့ပြီးနောက် မလေးရှားနိုင်ငံကိုထွက်ပြီးတော့မှအလုလုခဲ့လို့အလုကရဲ့ခွန်းလန်းပူအစဉ်ပြလာပြီးတော့မှအကယ်၍မိဘကတက်စီချင်းတဲ့အတိုင်းကြောင်းတက်ခဲ့မယ်ဆိုရင်ဒီနေ့ဒီချိန်ထိလမ်းပျောက်နေစေဖြစ်မှာမို့နိုင်ငံခြားသွားခြင်းကအခွန်းလန်းပူရပြီးတော့မှလူမှုအဆင့်အတန်းနဲ့ပိုမြင့်လာတဲ့အကြောင်းပြောပြလာပါတယ်။နန်စီဒီယန်ဂျူနီပတ်သက်ပြီးအခုလိုပြောလာပါတယ်။အချို့နန်စီဒီရဲ့ကြောက်သားတွေကလည်းကြောက်ပြီးတော့အခုထိအလောက်မဲမဲအရမရှိတာတွေတွေ့ရတယ်။အချို့ကကြောက်ဆရာဆရာမတွေဖြစ်သွားကြတာပေါ့။ လာစာလီနတိုင်တောတိန်နဲ့ကိုဇင်းနုံနဲ့သူတို့ရောက်ကန်နေရတာနဲ့တော့ခက်ခဲနေတာတွေ့ရတယ်။သူတို့လည်းသူတို့ဘဝနဲ့သူတို့မလို့စီတီအန်လောက်ချင်းမလောက်ချင်းနဲ့ပတ်သက်ပြီးတော့လည်းတော်မဝေဖန်လို့ဆိုပြီးတော့သူ့ရဲ့တဘောထားကိုပြောပြခဲ့ပါတယ်။ခွန်ကဲ့သို့အကြမ်းမဖက်အာနာဖီဆန်ရေးမှာပါဝင်လာတဲ့အသက်26နှစ်အရွယ်တက်ကတော်နောက်ဆုံးနှစ်ចောင်းတူတူဦးကလည်းအခုလိုပြောပြလာပါဗျ။ဒီမှာကနောက်ဆုံးနှစ်ចောင်းတူလေး ဖွဲ့ရခါနေနှဆုံးနေမှာအနာသိန်းတော့အကရက်ကစီတီရမှာစတင်ပါဝင်ခဲ့တာပါဖွဲ့ကလည်းမရသေးဘူးလေနော်ပဝန်းချစ်မှာကသူတို့ရဲ့တမတ်ချစ်တွေကဖွဲ့ရမပညာတတ်တာကိုချတော့ဘော်ကိုရက်တည်နေတာဆိုပြီးထင်မြင်ထားကြတာအလုပ်ပတ်လျှောက်တော့လေဖွဲ့မရဘူးဆိုပြီးဘသူမှလည်းမခေါ်ချင်ကြဘူးလေဖွဲ့မရဘူးဆိုတာနဲ့တည်းအတော်လေးကိုအလုပ်ရှာဖို့ခက်ခဲသွားစေတယ်အခုချိန်နေနဲ့ဆိုတော်တော်လေးကိုရုန်းကန်နေရတယ်ကိုစင်းတော့အတက်တွေကလည်းအရမ်းများတော့ဝင်ငွေနဲ့ထွက်ငွေက မကြိုက်ဘူးလေအတော်တော်လေးကိုခက်ခဲပါတယ်ဆက်လက်ပြီးသူမရဲ့ဒေတာကပညာရေးနဲ့ပတ်သက်တဲ့အမြင်သဘောထားကိုလည်းအခုလိုပြောပြလာပါတယ်ဂျီလက်တော်ရတွေမှာဆယ်တန်းအောင်မှပွဲရမှပညာတက်တယ်လို့ထင်ကြတယ်တကယ်ကျင်နေရတဲ့လောကမှာကပြင်ပပညာဘုသူတန်အလုတ်ကိအတွေ့အကြုံအသိကတာပို့ပြီးတော့ဘဝအတွက်အသုံးဝင်တယ်ရွာကလူတွေကတာကိုမသိကြဘူးကျောင်းဆရာကျောင်းဆရာမှဖြစ်မှတာပညာတက်တယ်ပဲမှတ်ယူကြတယ်ဆက်လက်ပြီးတော့သူမခံယူချက်နဲ့ပတ်သက်ပြီးတော့မိသားစုရဲ့သဘောထားကို ကျမခရီးချစ်နေကျမလောက်တာဆိုတော့နားလည်ပေးကြပါရယ်မကတဲလန်းကျောင်းကိုလှုပ်ဆောင်တဲ့အတွက်ထောက်ခံအပေးကြတယ်လေမိသားစုကလည်းတခြားလေးကူဆိုင်ပေးတဲ့အတွက်အရင်ကကောင်းတဲ့အထက်ပါပါရယ်စိတ်ထဲကနေလုံးဝပြင်းပြင်းထန်ထန်ဒေါ်လာနေတယ်ဆိုတော့အာနာရှင်ကိုတော့လုံးဝလက်မခံနိုင်ဘူးလေနော်မိဘတွေကတော့သူတို့ထုံးစံတိုင်းပွဲလေးတစ်ခုတော့ရရှိချင်တာပေါ့ဒါပေမဲ့လည်း သူတို့ကတော့ကြောက်ရတက်ဖို့အတင်းဖိအားမပေးပါဘူးဆိုပြီးတော့ပြောပြလာပါတယ်အကြမ်းမဖက်အာနာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့ကျောင်းသူကျောင်းသားတွေဟာဆိုရင်သူတို့ရဲ့ပညာရေးကိုလောဝရက်တက်လိုက်ရမျိုးမဟုတ်ပဲနဲ့လက်လန်းမီယာကနေဆက်လက်စီးပိုးလေးလာနေကြတာကိုလည်းတွေ့မြင်နေရပါတယ်အခက်အခဲမျိုးစုံကြားကအွန်လိုင်းကနေပညာသင်ယူနေကြတဲ့ကျောင်းသားတယောက်ကတော့သူ့ရဲ့အသွေးအကြုံကို အခုလိုပြောပြလာပါတယ်ကျောင်းသား CDAN ဖြစ်ပါဝေပြီးတဲ့နောက်တော့ UNG ရဲ့ကျောင်းမပြတ်တဲ့လေ စာတင်ကြောင်းကိုစကားစားလဲလီနေခဏခဏဘောလာကျဲလီလိုက်ပေါလိုက်စပြတင်လိုက်နဲ့စကားကောင်းမတင်ရအောင်အယူဂျီရဲ့ကြောင်းကကြောက်ပြီးထားတဲ့လက်မပြရဲ့လဲကြောက်လို့လက်မခံရတာတွေနဲ့ပြီးတော့အလောက်ဆွေလည်းမရအောင်ပေါ့ကိုတဲ့ချင်တဲ့ကြောင်းကလည်းစကားစနေမိမှာပြီးတော့နိုင်ငံခြားကြောင်းဆက်တဲ့လို့လည်းမရတာနဲ့ကြောင်းမပြီးတော့အလောက်ကైခွေလာနဲ့ဆုံရှုံရတယ်လက်ရှိမှာတော့ online မှာပဲကြောက်ဆက်တဲ့နေရတယ် အစိုးရဝန်ထမ်းတွေနိုင်ငံရေးမလောက်ရဘူးဆိုတဲ့စကားရဲ့အပေါ်မှာလဲသူရဲ့အမြင်တဘောထားကတော့လက်မခံနိုင်ပါဘူးနိုင်ငံသားတိုင်းကိုယ်နိုင်ငံအခြေအနေတိဖို့လို့ရလေအစိုးရဝန်ထမ်းတယောက်ကနိုင်ငံရေးကိစ္စရှင်းနေမယ်ဆိုရင်နိုင်ငံသားတယောက်အနေနဲ့တာဝန်မဲ့တယ်လို့မြင်တယ်နန်းစီတီအေတွေကိုပြောချင်တာကရွေးချယ်မှုတိုင်းကကောင်းတာရှိတယ်လို့မကားတော့လည်းရှိတယ်အကယ်၍ကိုယ်မှာကိုချင်းစာစိတ်မျှဝေခံစာစိတ်ရှိတော့ အပြစ်မဲ့ပြည်သူတွေကိုဒုက္ခပေးနေတဲ့စစ်အာဏာရှင်ဖက်ကိုမရက်တီပဲနဲ့မကန်တဲ့ဖက်ကိုပဲရက်တီတင့်တယ်။သူ့ရဲ့သဘောထားကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။အတမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းဆရာမတူကလည်းပညာရေးကောလိပ်မှာအစိုးရဝန်ထမ်းကနိုင်ငံရေးပါတီနဲ့ကင်းကင်းရှင်းရှင်းနေရမယ်ဆိုပြီးရွတ်ဆိုခဲ့တဲ့အတိုင်းနိုင်ငံရေးကိုလုံးဝစိတ်မဝင်စားခဲ့ပဲအာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံရေးကကိုယ်အရေးလေဟုတ်တယ်ဆိုတာကိုသိလာရတယ်။ပြည်သူတွေကနိုင်ငံရေးကိုစိတ်မဝင်စားလို့အခုလိုဖြစ်နေရတဲ့ဆိုတဲ့အကြောင်းကိုနားလည်တဲ့အကြောင်းနဲ့ CDM မှာပါဝင်ခဲ့လို့သူမကြုံတွေ့ခဲ့ရတဲ့အခက်အခဲကိုလည်းအခုလိုပြောပြလာပါတယ်။အာနာသိမ့်ပြီးကဲက CDM စားလို့တာပေါ့။ဝင်ငွေမရှိတော့စားဝတ်နေရေးချက်တီးတဲ့ဖက်ခုံမှာပဲဆိုတော့လုံခြုံရေးမစိုးရိမ်ရဘူး။မိုးပြဲမှာတိမ်ပွဲဖြစ်လာတော့ဘောင်းချင်းကကြောက်တော့ CDM တွေကိုအပြစ်မြင်လာကြတယ်။ တက်ပွဲဖြစ်လို့ဘုံကြီးကြောက်မှသွားနေကြရတော့ပြည်သူအချို့က CDM နဲ့အတူတူနေရင်တကလက်ဖမ်းရင်သူတို့ပါတောက်ခရောက်မှစိုးကြတယ်တိုက်ပြီးမလက်ခံချင်ကြဘူးဒါကြောင့်အနောက်ကရန်ဒေတာမှာစစ်ဆောင်ခဲ့ရသေးတယ်နောက်ပြီး CSO တော်တော်များများကလည်း CDM တွေကိုအလုံးမခံကြဘူးသူတို့မူဝါဒကြောင့်လက်မခံတာကိုနားလည်ပေမဲ့ခွဲခြားမှုလိုပဲမြင်တယ်စီရီယံလောက်လို့ကြုံရတဲ့ခက်ခဲကတော့အများကြီးပဲ ဒါအပြင်စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့အလုံးမရှိတင်တန်းမရှိစိတ်ချောင်နေရတဲ့အချိန်စိတ်ကြယောဂရမလို့ပဲဖြစ်ခဲ့တဲ့အခြေအနေကိုလည်းအခုလိုပြောပြလာပါဗျာ။စရိယမမပါဝင်လာတဲ့သူတွေကိုအရှင်တို့ကလုံးဝလက်မခံနိုင်ခဲ့ဘူး။နားလည်မှုလည်းလုံးဝမပေးနိုင်ခဲ့ဘူး။အခုတော့ပြောစရာတိတ်မရှိတော့ပါဘူး။သူတို့ကအလုံးပါဝင်လာခဲ့ရင်အနာတိတ်တာမအောင်မြင်လောက်ဘူးလားလို့လေ။အထုတဖြစ်ရဲနဲ့စစ်သားတွေပေါ့။ SAC ကိုတော့ဘာမှမပြောချင်တော့ပါဘူးပြောလဲထူးမှမဟုတ်လို့ပါအင်ယူဂျီကိုတော့ CDN တွေကိုမထောက်ပံ့ပေးနိုင်ရင်တောင်မှဒေါ်လာရေးအလုပ်ကိုဖြစ်ဖြစ်မြောက်မြောက်လုပ်ပါတောင်ယူမှုတောင်ခမှုရှိပါလို့ပဲပြောချင်တယ်ဒေါ်လာရေးမှမပါဝင်သေးတဲ့ EAO တွေကိုလည်း တလာရေးဝအတက်တယောမြ мян ပါဝလာပေးဖို့နဲ့ပြည်သူဖက်ကိုလည်းကြည်ပေးဖို့ပြောချင်ပါတယ်လို့ဆန္ဒပြုတောင်းဆိုပါတယ်အကြမ်းဖက်အာဏာဖီဆန်ရေးမှာပါဝင်လာတဲ့ CDM တူအနေနဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပါဝင်နေကြတာကိုအများအပြားတွေ့မြင်ကြားသိနေရပါတယ် Federal School တွေမှာစတင်ပေးနေပြီးတော့လူအခွင့်အရေးဆိုင်ရာ awareness page နဲ့ documentation ကောက်ချလုပ်ငန်းတွေမှာလည်းကူညီပေးနေတဲ့အပြင်အမျိုးသမီးတွေရဲ့အခွင့်အရေးတွေတင်နန်းပေးရတွေကိုလှုပ်ဆောင်နေကြတဲ့ CDM တူကတော့ CD DN တူအဖြစ်ဆက်လက်ပြီးရှိနေရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြောပြလာပါဗျ။ကိုရီတီလိုတွန်တွေးနေရတာကနှဆုံးမျိုးဆက်ပဲဖြစ်စေချင်တယ်။နောက်လာမယ့်မျိုးဆက်တွေကိုကောင်းတဲ့အရာတွေပဲစုံစည်းချင်တယ်လေ။ဆိုရမှုတွေကိုထပ်ပြီးမစုံစည်းချင်တော့ဘူးလေ။နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်တာကိုပဲမြင်ချင်တယ်။အဲ့ဒါကြောင့်ငါတို့မှငါတို့ပဲရှိတယ်။ငါတို့ဆက်လက်ထောက်ခံမှရမယ်ဆိုပြီးတော့အတင်းပြီးတော့ဆက်နေရတဲ့ပုံစံမျိုးပါပဲ။ ဥဒချတ်တဲ့တပွင့်အနေနဲ့ပေါ့နော်ဆက်လက်ပြီးအကြမ်းဖက်အာနာဖီဆိုင်ရေလှောက်ချမှုမှာပါဝင်ခဲ့လို့905ပုံမှန်ဖြင့်အရေးယူခံလိုက်ရတဲ့ကျောင်းစီရတောက်ရအကြောင်းကိုဆက်လက်နားထောင်အောင်မှာဖြစ်ပါတယ်သူကမဲပေးတာကနိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်လို့ကိုပေးခဲ့တဲ့မဲမှန်ကန်တဲ့အကြောင်းသက်တည်ပြဖို့အတွက်2021ခုနှစ်ဖေဖော်ဝါရီလကလေးက CDN လုပ်ခဲ့တာဖြစ်ပါတယ် ူကလွတ်မြောက်နေမီမှာနေနေရပေမဲ့ဘယ်အချိန်ကအိလာပြောရှောင်လဲဆိုစိတ်နဲ့အိမ်မှာရှိနေတဲ့သူရဲ့လုံခြုံရေးကိုအာမမခံနိုင်တဲ့အကြောင်းနဲ့ CDN လုတ်ပြီးတော့905ပုံမှန်အသက်ခံရတော့အိမ်မှာနေလို့မရတဲ့အကြောင်းလွတ်မြောက်ရနေမီမှာတင်းချောင်းနေရတဲ့သူဖြစ်ပါတယ် CDN အနေနဲ့စကားစကား အလလုတ်ခွင့်မပေးတာလိုက်ဖမ်းတာအလုတ်ရှင်တွေចောင်းတွေကိုဆိုရင် CDN ဆိုရင်မခန့်ရင်အောင်လုတ်ထားတာနိုင်ငံခြားထွက်ဖို့ဆိုရင်လည်းနေဆက်ဂိတ်လေစိတ်တွေကို CDN list ပို့ပြီးတော့မှဖမ်းခိုင်းတာလုတ်ထားတဲ့အတွက်ကန့်တက်ချက်တွေရှိတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ် CDN လုတ်ပြီးနောက်တော်လန်ရေးမှာထောက်ဖို့အဖြစ်ပါဝင်လုတ်ဆောင်နေပြီးလက်ရှိသူ့အခြေအနေနဲ့ CDN လုတ်လို့ဆုံးရှုံးသွားရတဲ့အကြောင်းစီရဘောကိုစစ်တိုင်းတဲ့နေရာမှာထောက်ပို့လောက်လေဆိုတာကတော့အတဲ့တည်းကတော့အမြင်ရှိတာပေါ့လေ နေတိုင်းကခက်ခဲတယ်ပြီးတော့အသက်ရှင်အောင်လည်းမနေကြိုးစားနေနေရတာပေါ့ဘာတွေဆုံးရှုံးလိုက်ရလဲဆိုတော့ဘဝလို့ပြောရမှာပေါ့ငေချမ်းတဲ့ဘဝကျောင်းဆရာဘဝကိုကျွန်တော်ချစ်လို့မျက်နိုလို့ရွေးချယ်ခဲ့တာပြီးတော့မိသားစုနဲ့လည်းဝေးရတာပေါ့ဖြစ်နိုင်စာပြတင်ခြင်းနဲ့ဆိုပြီးသူ့ရဲ့ခံစားချက်ကိုမျှဝေလာပါတယ်။ဒါအပြင် CDN ကျမ်းမာရေးဝန်ထမ်းတအူးက CDN လုတ်ပြီးနောက်သူမကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပြလာပါတယ်။ ကိုရီကကျမရဲ့ဖက်ကဆိုတော့ဌာနကနေစာထုတ်ပြီးခေါ်ခိုင်းတာရှိတယ်။တခါတလေအကြောင်းပြချက်မရှိဘဲဖန်တာရောရှိကြတယ်။အပြစ်မှာကိုတက်ထားတဲ့ပညာနဲ့အလုပ်လုပ်ရင်အလုပ်ကတော့ရှိတယ်။တူတူတက်တက်လုပ်ရတာပေါ့။ဒါပေမဲ့သူတို့ကလိပ်ဖန်းတယ်။ခေါ်တဲ့သူကလည်းအရေးယူတယ်ဆိုတော့အကန့်အသတ်ဖြစ်သွားတာပေါ့။ကိုယ့်ရဲ့ချင်းကိုပညာနဲ့ကိုမှုသူတို့ကန့်သတ်လို့ပဲရမယ်။လှုပ်ဖို့ခွင့်လန်းကတော့အများရဲ့ရှိတယ်။စီရီယန်တယောက်အတွက်လက်ရှိကာလမှာအကြီးမားဆုံးအခက်အခဲကတော့စစ်ပိတ်စရာထိခိုက်ရတာကပိုဆိုးတယ်။ ပြန်ပြောပြရလို့ရှင်ကျွန်မကိုယ်တိုင်ကအလေးဆက်ရောက်ပြီးနိုင်ငံခြားထွက်ကနေလေရင်ပေါ်ကနေအခေါ်ခံခဲ့ရတာလေရင်ပေါ်ရောက်တော့စီလာဆိုပြီးတော့မေးတယ်ချက်ချင်းပဲမျက်စိကိုဦးစားနဲ့ပိတ်ပြီးတော့ခေါ်သွားတယ်လေရင်ပေါ်ကဆစင်ချင်း passport ကိုတိုင်ပြီးတော့စီရီကိုပြစ်ထွက်ခွင့်ပိတ်ပင်တယ်လို့ပြောတယ်ကားနဲ့ခေါ်သွားပြီးတော့နှစ်ထပ်တဲ့အိမ်ကလေးမှထားထားတယ်အဲ့မှလူသုံးယောက်လောက်ကအဲ့မှရောက်နေနေပြီနောက်မှပြန်သေးရတာကသူတို့လဲဂျမရေးဖက်ကပညာရေးဖက်ကစီလုပ်ပြီးတော့နိုင်ငံခြားထွက်ဖို့ပြင်နေတဲ့သူတွေပဲဖြစ်တယ် ၃ရက်လောက်ခေါ်ထားပြီးတော့မှအိမ်နဲ့ဆက်သွဲပြီးတော့အိမ်ပြန်ဖို့လွတ်တယ်။ဆက်သွဲခိုင်းတယ်ဗောလေ။ပြီးတော့အဲဒီလက်ထက်ကခွင့်ပြုပြီးဝန်ထမ်းတွေကိုအတုမဲ့ချိထားပြီးတဲ့ငွေလေးသိန်းကိုလည်းပြန်ဆက်ခိုင်းတယ်။ခံဝင်လက်မှတ်တွေထိုးပြီးတော့ထွက်လာရတယ်။အဲတော့ကကြောက်ပြီးငိုပဲငိုခဲ့ရတာ။အခုချိန်ထိပဲလွတ်လပ်မှုတွေလုံခြုံမှုတွေကမရှိတော့ဘူး။ အချိန်မီပြပင်ခံရနိုင်တယ်အခုလက်ရှိလူငယ်တွေနဲ့တော်လရေးဖက်ကလူတွေကလည်းအတူတူပဲဆိုပြီးပြောပြခဲ့ပါတယ်နောက်ဆုံးအနေနဲ့လက်ရှိနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ CDN လောက်ခဲ့တဲ့သူတွေရဲ့ဆန္ဒကတော့ဒီမှာ ပါဝင်အခြားသောဒီမှာနိစတဲ့ CDN လှူရှာမှုမှာပါဝင်လာသူတွေရဲ့ဆန္ဒကတော့စိတ်အာဏာရှင်ကိုအဆုံးထိတိတ်ထုတ်ရမယ်တလက်စားတဲ့နှိရှိဖြစ်နေတဲ့တိုင်းရင်းသားအချင်းချင်းကြားပြပခါတွေပြေလျှော့ဖို့အတွက်ဝိုင်းဝန်းဖြေရှာရမယ် အလုံးပြီးသွားရင်အစိုးရဝန်ထမ်းအနေနဲ့ဂုံတိတ်ခါရှိရှိပြန်နေချင်တယ်အာနာတင်လိုက်တဲ့အချိန်ကစပြီးတော့ CDN လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ပညာရေးဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်းနဲ့လူငယ်ကြောင်းသားစရိုက်ကန္တာတွေမှာပါဝင်ထားတဲ့ရှမ်းပြည်နယ်တောင်ပိုင်းက CDN လှုပ်ရှားသူတွေရဲ့အခြေအနေနဲ့ CDN လှုပ်ရှားမှုမှာပါဝင်ပြီးနောက်နောက်ဆက်တွဲအခြေအနေတွေကိုနားထောင်ခဲ့ရတာပါ။ မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဒေတာတွေမှာဖြစ်ပြနေတဲ့လူအခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့လူငယ်တွေရဲ့အတန်တွေကို ဖော်ထုတ်ခြင်းနဲ့ဆိုရင်ခါရီဝါရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာတည်င်းပေးပို့နိုင်ပါတယ်။အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခါရီဝါကနေတင်ဆက်နေတာပါ။ခါရီဝါ podcast အစစင်တွေကို Facebook, YouTube, TikTok နဲ့ Telegram channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်။ နောက်ပေါက်ကတ်တွေမှာပြန်ဆုံကြရအောင်ရှင်ကျမအေဂရီပါ